ဖန်စီကန်အကျဉ်းသား66ယောက်ကိုမြမအစိုးရကလွတ်ပေးလိုက်တယ်လို့ကြေညာပြီးမှပဲနိုဝင်ဘာ19ရက်နေ့မနက်မှာနိုင်ငံရေးအကျဉ်းသား40ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။အမေရိကန်သမ္မတရဲ့မြန်မာနိုင်ငံကိုတမိုင်းဝင်ခီးစဉ်ဖြစ်ရောက်လာတဲ့နေ့မှာပဲနှစ်ရှည်ထောင်ဒဏ်ကြခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေကဦးမြင့်အေး၊ကိုလက်ရအထွန်းအပါဝင်စုစုပေါင်း49ယောက်လွတ်မြောက်လာခဲ့ပါတယ်။အင်းစိန်ထောင်ကနေပြန်လည်လွတ်မြောက်လာသူနိုင်ငံရေးအကျဉ်းသား10ဦးရှိတယ်လို့ နိုင်ငံရေးကျင်းသားများအဖွဲ့ချုပ်မှကိုထွန်းကြည်ကပြောဆိုပါတယ်ဒီဘူးရန်ကုန်ရောက်လာတဲ့လူတွေကတော့တာဝန်ရထောင်းလူတော်လည်းများတော့ရန်ကုန်ရောက်လာပြီအစ်စင်ရလွတ်တဲ့16ရက်ထဲမှာတော့10ရက်ကနိုင်ငံကျင်းသားပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကအခုပဲနိုင်ငံကျင်းသားမများအဖွဲ့ဟာနိုင်ငံဝင်ပေါ့ ခင်းစေဆိုပြီးတော့ဗာတဲ့ဒီမှာလောအပ်တိများကိုကျွေးမွေးပြီးတော့သူတို့တယောက်ကိုငားတော့ရှိနော်ခင်းစေပြီးထည့်ပြလိုက်တယ်ဆက်လိုက်ပြီးတော့သူတို့ဆစ်စစ်ပြီးဆစ်စစ်လို့ရလာတဲ့ရဇတ်ပုံကယောဂါရတိတ်နေတယ်အဲ့ဒီမှာနိုင်ငံတကာနိုင်ငံတကာအခွင့်ရနိုင်ငံဝင်လေးထားမယ်ကျမကြီးပေါ့ဇီဝကြီးပေါ့သူတို့ရဲ့ပြိုင်ပေါ့အဲ့ဒါကလည်းပတ်သက်လို့နိုင်ငံဝင် တကယ်လို့နိုင်ငံတော်ကဘယ်ရတော့မနိုင်ဘူးဆိုရင်လလန်းမီရဲ့ဖွဲ့စည်းတဲ့ NGO နဲ့ဆက်တွေ့ပြီးတော့အလုပ်လုပ်ပြီးသားကိုဆောင်ကျင်းသားကိုရှိတောင်ငူထောင်က၄ဦးမြောင်းမြထောင်က၁ဦးလွိုက်ကော်ထောင်က၁ဦးမန္တလေးထောင်က၄ဦးတာရီထောင်က၁၂ဦးမော်လမြိုင်ထောင်က၁ဦးရွှေဘိုထောင်က၆ဦးကလေးထောင်က၄ဦးရမဲသိန်းထောင်က၁ဦးနဲ့တရက်ထောင်က၄ဦးလို့ဖြစ်တယ်လို့ဆိုပါတယ် ျွန်တော်ကတော့ဒီကအမေကတက်တဲ့ဆက်တွေနဲ့အမေကယူနေတာမှာကျွန်တော်ကပြည့်မှုကြီးနေတာဖြစ်တာ။အဲကျွန်တော်ကဟိုပါအရေးပေါ်ပုံမှန်တော့တဲ့ပြည်တန်ချမှတ်ခြင်းခံရတာပါ။နိုင်ငံရေးပုံမှန်ပေါ့။ကျွန်တော်ကဒီသားစုစောင်းနေရတဲ့စီပါရေးတော့လုပ်တာပါ။ခိုင်းနေတာ။အဲကျွန်တော်ရေးတတ်ထွက်ဖြစ်တဲ့အတွက်ကျွန်တော်ကဆက်တွေကြီးပညာလေးနားလည်ပါ။အခုကြတဲ့ခါကျတော့ဘာလုပ်တဲ့စောင်းရမ်းလဲဆိုတာကတော့အချိန်အများကြီးစိုးရိမ်နေပါလား။ ကျွန်တော်ကြားတဲ့ပုံပါ1221နိုင်ငံတော်ပုံပါပို့တယ်ပေါက်ခွဲကပေါက်ခွဲစီတက်တော့အစီမြောက်ဘလူးဝက်ပြဆောင်ပါလာကြားတာဒေတာနဲ့စက်လေးနဲ့ဒေတာပေါက်စက်လေး98 98 January မှာကျွန်တော်ဖန်ကား98 April မှာ main chart ခွန်ထဲမှာတော့ဗျာဟိုအိမ်မှုတော့ကက်ခဲရတော့အများကြီးရတယ်။ဒါပေမဲ့ကျွန်တော်ကတော်တော့မှလည်းမကိုရနေလာတဲ့ခါကျတော့ဒီခက်ခဲကြီးဒီစီစဉ်ပါဘူးကြော်လာဒီလုပ်တွေလုပ်သေးဘူးကွာဟိုကိုကျေးစွန့်နေဆိုတဲ့အနေအထားလေးကိုလုပ်ရအောင်ဒီကောင်ကတော့ take 2တူတာကြာမြမအစိုးရကလာမယ့်ဒီဇင်ဘာအထိသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ညှိနှိုင်းပြီး နိုင်ငံရေးကျင်းသားတွေရဲ့ပြစ်ဒဏ်တွေကိုပြန်လည်သုံးသပ်ပေးသွားမယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။